်အဖောက်ခံရပေမဲ့ကိုအတွက်မပူဘဲနဲ့တကူအတွက်ကိုဇောရင်တော်ကရောက်နေတဲ့ဝိုင်းချုံမှာ ပရိသတ်များရှင်ရန်ကုန်မြို့ရဲ့နမဲကြီးအချော်တယ်လေးဝိုင်းချုံမတော့ပရိသတ်တော်တော်များတိကျမှာပါခက်ခဲနေတဲ့ကာလကြီးမှာလူတိုင်းဒီပါဘာရောင်းရောင်းအဆင်မပြေကြပါမိ့ဝိုင်းချုံမကတော့ကန်ဂျူပေးကြောင်းစီးပွားရေးဖြစ်ထွန်းနေရလဲဖြစ်ပါရင်ဝိုင်းချုံမကပညာရေးထက်စီးပွားရေးကိုဦးစားပေးတဲ့သူတစ်ယောက်ဆိုတာပရိသတ်တို့တိကျမှာပါကျောင်းပညာရေးတဝက်တစ်ပြည့်နဲ့ရက်တက်ပြီးတော့မိသားစုဆောင်ဝင်နေတဲ့အတွက်အချော်ဆိုင်ကိုဦးစီးလှူဆောင်ပြီးတော့ရောင်းချခဲ့ရလဲဖြစ်ပါရင် ဝိုင်းချုံမှာပညာမတက်ပေမဲ့ငွေရှာနိုင်တယ်ဆိုတဲ့အပြောနဲ့လူအများကြားမှာနာမည်ကြီးလာခဲ့တဲ့သူလည်းဖြစ်ပါရည်သူရဲ့အကျော်ကသူများဆိုင်နေတဲ့ပို့ထူးခဲ့ပြီးတော့တန်ရှင်တည်ရမှုရှိတယ်လို့ဇာလို့ကောင်းတဲ့အရာသာကြောင့် အကျော်ဆိုင်နေတယ်မှာတော့ရောင်အားနံပါတ်၁ဖြစ်နေကြရလဲဖြစ်ပါရည်လူလောကကြီးမှာပညာတတ်ဖို့ထက်ငွေရှိဖို့အရေးကြီးရဆိုတဲ့အတွေ့အကြုံအကြော်ရောင်းရင်းနဲ့စီးပွားရှာခဲ့ရလဲဖြစ်ပါတယ်။လူအများကတော့ငငယ်ရွယ်နဲ့အောင်မြင်နေတဲ့ဝိုင်းချုံမကိုချီးကျူးကြပေမဲ့ ဲ့ပညာတတ်တာဘာမှလုပ်စားလို့မရဘူးဆိုတဲ့အထွေထော်ရေကြောင့်ပရိသတ်တွေကြားထဲမှာဝေဖန်မှုမြင့်တက်ခဲ့ရတာလည်းဖြစ်ပါရင်ဝိုင်းချုံမှာတော့လူအများကြီးမှဝေဖန်ခံရပေမဲ့စိတ်တတော်မကြပါဘူးနော်စီလိုက်တိုင်းရွှေထွေးလဲငွေထွေးလဲနဲ့လုပ်ငန်းတွေရလဲကောင်းနေရမှုပတ်စံရှိမယ်ဆိုတဲ့အထင်နဲ့အခုဆိုရင်အိမ်အဖောက်ခံလိုက်ရပြီလဲဖြစ်ပါတယ်။တကောကတော့ဝိုင်းချုံမရဲ့အင်တာဗျူးတွေကိုကြည့်ပြီးတော့ ခိုးကျင်စိတ်ပေါက်နေတဲ့ပုံပါပဲနော်ဒုထပ်ပြောင်းလဲလာတဲ့စီးပွားရေးအခြေအနေကိုကြည့်ပြီးတော့တော်တော်စူးစမ်းမိမယ်ထင်နေတဲ့သခိုးကတော့ဒိမကြခင်ရပိုင်းကဝိုင်းချုံမရဲ့အိမ်ကိုဝင်ခိုးခဲ့ရလဲဖြစ်ပါတယ်သခိုးကတော့ဝိုင်းချုံမတို့တယောက်မှမရှိကြတဲ့အချိန်ကိုရွေးပြီးတော့အိမ်မှာဝင်ခိုးခဲ့ရဖြစ်ပါတယ်လူသူတို့လာများကြတဲ့နေ့လေဘက်မှာခက်ခက်ခဲခဲနဲ့အိမ်ထဲကိုဝင်ရောက်ခဲ့ရလဲဖြစ်ပါတယ် သူကသူ့ရဲ့လုပ်ငန်းတွေတိုးတက်အောင်ဆိုင်ခွဲတွေဖွင့်လှစ်ခဲ့တယ်လို့ဖွင့်လိုက်တဲ့ဆိုင်တိုင်းကလည်းအမိုက်စားပါပဲသူဆိုင်တွေကိုတတရရနဲ့ဖွင့်လှစ်နိုင်အောင်ကြိုးစားခဲ့တယ်လို့သက်ဆန်ချမ်းသာတဲ့လူတွေပါစားသုံးနိုင်အောင်ကောက်ပတ်ကင်တွေပါလုပ်ခဲ့တဲ့အထီးပါပဲ သုံးတဲ့ပကံခွဲရောက်စက်ကူအိတ်ကအစအမိုက်စားအပြက်စားတွေသုံးပြီးတော့ဆိုင်ခွဲတွေကိုဖွင့်လှစ်ထားတာမို့လူအများကအားကျနေတာဖြစ်ပါရင်လူတော်တော်များကဝိုင်းချုံမရဲ့အောင်မြင်မှုတွေကိုသဘောကျသလိုထင်လဲတော်တော်လေးကိုအထင်ကြီးနေကြတာဖြစ်ပါရင်နေချင်းညာချင်းမြေခွက်တွေဝဲဆိုင်ခွဲတွေဖွင့်နိုင်တာမို့ပတ်စံတော်တော်စူးစမ်းမိမှာပဲဆိုပြီးတော့အားလုံးကအထင်ကြီးနေကြတာအသေးစားပဲဖြစ်ပါရင်တခိုးကတော့ဝိုင်းချုံမရဲ့စူးစမ်းထားတာတွေကိုလိုချင်လို့တော့ဖြစ်တဲ့ကိရိယာ ာတွေတန်ဖြတ်တာတွေကိုပါယူပြီးတော့အိမ်ထဲကိုဝင်ရောက်လာခဲ့ရဖြစ်ပါတယ်။တခိုးကတော့ခက်ခက်ခဲခဲအိမ်ထဲကိုရောက်အောင်လာခဲ့ရပေမဲ့ခိုးလို့ရတဲ့ပစ္စည်းကိုကြည့်ပြီးတော့တန်တယ်ဆိုပြီးတော့ယူဆမိမှအသေးစားပါပဲ။အိမ်ရဲ့နေရာအနှံ့ကိုမှွေနှောက်ခဲ့ပြီးတော့ ဝိုင်းချုံမတင်ထားတဲ့လမ်းဝိရန္နာတွေကိုအဆက်လိုက်ကိုခိုးယူသွားခဲ့ရလဲဖြစ်ပါတယ်။အိမ်မှာရှိတဲ့ဒန်နီပေါင်အိုးတွေမီလုံအာသွင်းကျိုးတွေကအဆရှူသွားသလိုရန္နာပစ္စည်းတွေပါအကုန်တည်သွားတာလည်းဖြစ်ပါတယ်။ဝိုင်းချုံမကတော့အိမ်အဖောက်ခံရတာတိတိကျင်းမှာအိမ်ပွားလို့စိတ်ညစ်ရပေမဲ့သူ့အတွက်မပူပဲတခိုးအတွက်ပူပန်နေပြီလို့လည်းဆိုပါတယ်။ဝိုင်းချုံမကတော့အတွင်းပစ္စည်းတွေအခိုးခံလိုက်ရပေမဲ့အားလုံးက လူအထင်ကြီးအောင်ဝတ်ဖို့ဝယ်ထားတဲ့အတုတွေမို့သခိုးကိုစိုးရိမ်နေရလဲဖြစ်ပါတယ်။သခိုးကတော့အခြေကြီးပွားပြီးဆိုပြီးတော့မသွားပေမဲ့တကယ်ဟာတစ်ဆက်ကို3000ပဲပေးရတဲ့အတုတွေဆိုပြီးတော့ခိုးသွားတဲ့သခိုးတိအောင် ထုတ်ပြောလာခဲ့ရလဲဖြစ်ပါတယ်။ဝိုင်းချုံကတော့အပျော်လွန်နေတဲ့သခိုးဒုက္ခမတွေ့ရအောင် လိုင်းမော်တက်ပြီးတော့ပြောပြခဲ့ရလဲဖြစ်ပါတယ်။ Okay ပါအခုလို့စိတ်ဝင်စားဖို့အကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေရမို့ like and share လေးနဲ့လည်းအားပေးသွားကြပါအောင်ရှင်။